မြန်မာနိုင်ငံမှာအမတမခံနေရတယ်နော်စစ်ခံနေရအာနာသိမ်းတာတဲ့ခံနေရပြီးတော့ခုငလီလက်ခံနေရခုတခါလေမော်တိုင်းလက်ခံရဟောကျွန်တော်တော်တော်မြန်မာခံနေရပါတယ်မြန်မာနိုင်ငံတွက်လက်တနာတယ်ပြီးတော့မြန်မာနိုင်ငံရဲ့ဆောက်အုံကထိုင်းကဆောက်အုံနဲ့တော့ကွာတယ်နော်ထိုင်းမှာဆောက်အဆောက်အုံကတိတ်ပြီးမှဖြက်စီးသွားတာတော့တိတ်မရှိဘူးဒါပေမဲ့မြန်မာနိုင်ငံမှာတော့ပြေးထန်စွာဖြစ်တာပေါ့နော်ဆိုတော့ မြန်မာနိုင်ငံကဖြစ်သွားတဲ့အဆောက်အုံတွေရဲ့ကိုကြည့်မစွင်တော့သူတို့အင်ဂျင်နီယာကလည်းလို့တလားတော့မသိဘူးဆိုတော့ကျွန်တော်ကြည့်ရအောင်ဒီမှာနော်ဒီနေ့ကျွန်တော်ကြည့်ရအောင်ဒီမှာကျွန်တော်တစ်ချက်တော့ဒီအာတစ်ချက်တော့ကျွန်တော်ကြည့်ရအောင်ချက်တော့ကြည့်ရအောင်နော်ဒီမှာဒီမှာကလေးတွေကြောင်းဆင်းပွဲလုပ်တာလို့အရောက်တရာကျဟုတ်တယ်ကြောက်ကြောင်းဆင်းပွဲလုပ်တယ်ဟုတ်တယ်ဒီနေ့ကကလေးတွေမနေ့ကကလေးကပြီးပါကလေးကပြီးတော့ဒီကြောက်ကလည်းဒါကြီးပါလေ ဘလောက်တနာဆက်ကောင်းမယ်ဒီမှာကျွန်တော်မိသားစုတွေနဲ့လည်းအထက်မှာကျွန်တော်တို့ပါဆက်ကိုလေးဒီအခုဒီပေါ်တာတမတ်တမတ်ဆက်ကောင်းပါနော်ကြည့်ကြည့်ရဒီငလင်းလိုမျိုးမိုက်ဆရာဘာဆီလို့ဝါလို့လိုက်ပါလားဆရာခမေးတွေဝင်လာခမေးတွေဝင်လာခမေးတွေဝင်လာပစောတွေဝင်လာဖြစ်ဖြစ်ခမေးတွေဝင်လာခမေးတွေဝင်လာ ကလေးကလေးကိုကလေးလေးလာမယ်ဘာလို့ဘာလို့ရွာလာလဲဘာလို့ခွေးနေလိုက်ပါလဲအခုခွေးနေတာဒီကံဘလော့ကမှာကောင်းတယ်ဘဝဒီကံကအခုတော့ခုလက်ရှိမှာတင်းထားရဲ့လူကြည့်ကျွန်တော်ကျန်တဲ့ထိုင်းနိုင်ငံကိုပြောတာထိုင်းနိုင်ငံမှာတော့တီလောင်တီတီလောင်တီလောင်မသိဘူးနော်သူတို့ကဒီကျွန်တော်မြန်မာနိုင်ငံနဲ့ဆိုရင်တော့ ့နင်းပညာမှာနည်းနည်းတိုးတက်တဲ့နိုင်ငံဖြစ်တယ်လေဆိုတော့ငလင်ဖြစ်မယ်မဖြစ်ဘူးဆိုတာသူတို့မှာစမ်းသပ်လို့မရဘူးတင်တယ်နော်တကယ်တကယ်တမ်းတိမယ်ဆိုရင်ပေါ့နော်ငလီလှုပ်ဖို့တိမယ်ဆိုရင်ဒီအလုတ်အဆောက်အအုံတွေမှာအလုတ်လှုပ်တာကတော့ရက်ကိုရက်ရမယ်နော်အော်ကျွန်တော်ကြည့်ရတာသူတို့လှုပ်လှုပ်နေနေအချိန်မှာဖြစ်သွားတာဆိုတော့လူတော့တော်တော်များများတိခိုက်တာရတော့ရသွားမှာတိတ်ချတယ်နော်ဒီမှာ เอาที่ออกได้เอาที่ออกได้เนาะถ้าออกไม่ได้ต้องรออุปกรณ์ได้他怎么不到这教学高位子弟？哦，哇，之前，哇，不浪费，少少少少，然后就是你看，你你哪个节奏？ ဘလောင်ဒီလပတဲ့နေရာမှာဘလောင်ဒီဆင်းတဲ့နေရာမှာရှိနေရှိနေနော်ဒီနေရာကိုသိကြမယ်ထင်တယ်ကမောဇာဘာရကမောဇာဘာပြောသွားရနော်ကမောဇာဘာကြီးကသွားပြီတဲ့ကမောဇာဘာကအထက်၅ရက်ရှိတာ၅ရက်ရှိတဲ့ကမောဇာဘာငါထပ်တော့မရှိဘူးကျွန်တော်တို့ခါဘာ၅ရက်ရှိတဲ့ကမောဇာဘာဒုနေမယ်ကလေးအယောက်40ပိတ်မိနေပါတယ်ကလေးအယောက်40ပိတ်မိကလေးတော့မှအယောက်40ဆိုဘယ်နှစ်ယောက်တိတ်နေပြီလဲမသိဘူးနော်အဲ့ဒီမှာကျန်တော့တဲ့ ကလေးတွေအားလုံးမြင်မြန်ထွက်လို့မြောက်ပါစေပေါ့နော်ပြီးတော့ဘာမှလည်းဆူဆူရောရောတိခိုင်နီနာချင်မရှိပဲနဲ့မြန်မြန်လေးထွက်လာပါစေအမမဆိုငလေးလို့လို့ဆိုရင်လေအာနည်းနည်းအဆောက်ဒီဟိုစပွဲတို့အောက်မှာဝင်ရတာစပွဲတို့အောက်မှာတို့ဒီ corner ဒီ A လေးတောက်တွေရဲ့ A လေးတောက်တွေရဲ့အမ် A လေးတောက်ရှိဆိုအဲ့လေးတောက် ရှိတယ်မလားအဲ့တောက်မှာတောက်မှာနေရတယ်နော်နေရတယ်ဘာကြောက်လို့ဆိုအဲ့တောက်ကခိုင်တာတောက်ကဖိလာတာပဲဖိဖိကျူရတာပဲဖိဖိအဲ့လူလိုတိတ်မထီဘူးတောက်မှာဆိုအလဲမှာဆိုထီတယ်တောက်မှာနေရနော်အဲ့ဒီအဆောက်အဦရဲ့မတောက်တောက်ဒီမှာကျွန်တော်နေရတာဖြစ်တယ်ဆိုတော့အာသနာစရာကောင်းပါလားဟဲ့လိုက်ကြွားပြီဟဲ့ไรเดียวกูว่าเนี่ยคือเพชรเพชรเพชรบูเลยดีนะนี่คือ

ထိုင်းမှာကြည်နားထဲမှာအဲ့ဒီကျွန်တော်ထင်တာအဲ့ဒီအပေါ်မှာရေချိုးနေတဲ့လူတစ်ဖွဲ့လေအဲ့ဒီအပေါ်မှာရေချိုးနေတဲ့အဲ့တိုက်အပေါ်မှာရေချိုးနေတဲ့တစ်ဖွဲ့အော်ကျွန်တော်ထင်တာအသွေးအင်္ဂလိပ်စကားပြောတာဟာကြည်ချင်အဖြစ်ဒီအော်စီနိုင်ငံသားနေမှာနော်ကြိုက်တာရှိတယ်ဖေ့စ်ဘွတ်တွေ့မကြည့်အာဒါကြီးရလေးပူအော်

အမမမဝိုင်းအရေးရဝိုင်းဘယ်လောက်ဒီဆုံးရှုံးမှာလဲနံပါတ်1ကအသက်ဒီဆုံးရှုံးမှာနံပါတ်2ကတော့ပုဆန်ဆုံးရှုံးမှာဘာတော့ကြည့်အောင်ကျွန်တော်ထင်တယ်ဒီချိန်မှာလှုပ်လို့နေလက်ရှိရှိဦးမှာလှုပ်လို့ရှိဦးမှာကျွန်တော်မှာအခုသေး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 ပြရတဲ့မှာအပန်းနော်အပန်းကြည့်နော် ြူသွားပြီမလူမရှိသေးလူရှိလားကြည်ဘလောက်တီလာတဲ့ကြည်နေနော်ဘလောက်တီလာတဲ့နေရာမှာခမားနေနေနော်ဘလောက်အဆောက်အဦကြီးကတော့ဘလောက်တီမြစ်ကြီးမှာခမားနေနေနော်ကြည်ကြောက်စရာကောင်းတယ်ဒီမှာရေစမ်းကြည်ဘလောက်ကြောက်စရာကောင်းလဲကြည်အမြဲပဲငလင်းလေးလောက်တာတို့တို့ဆိုင်ရှိတယ်ရောအိမ်လေးလည်းအကုန်ပြိုကုန်ပြီလားမသိဘူး ကျွန်တော်ကြည့်ရတာဒီလူမျိုးအဆောက်တိတိလေးရတော့တိတ်ပြူတော့မတွေ့ဘူးနော်ခလေးပါဖြစ်သေးရောမြန်မာနိုင်ငံမှာဒီလူတိတိလေးဆောက်တာလည်းတိတ်ပြူတော့လုံးတွေ့ဒါပေမဲ့ဒီဆောက်ဒီဆောက်ကျွန်တော်ဒီဆောက်ကျွန်တော်ကြည့်ကြောက်ပေါ်ကြောက်ရင်းနချောင်းပွဲနေတာတွေ့ရတယ်နချောင်းပွဲနေတာ

ถ้าไหนมาสองดูว่าไปไปดีไปสิเอ็ดนี้ก่อนสองรู้ลุ่มเลยไอ้เดียสองตัวสองไปกี่รอบดีเดี๋ยวมาจิจิเอามาจิเนาะอ๋อลาลาลาบนนอกเจ้าเสือก็เอาไปดีละอ๋อลาลาลาเจ้าเสือก็เราก็เอาไปจิจิบนนอกจิเนี่ยมาเนี่ยสาวบนนอกจิลาป้าเนี่ยสาวเนาะบนนอกจิจิเนี่ยสาวมาขนาดนี้ we no, so um, have uh, uh, so uh, <helping. laughs> already alerted the people. Yeah, it's terrible <laughs> what's happened. It's <laughs> helping. We've already <laughs> spoken <laughs> with the country. Okay, <laughs> please, Mr. President, Mr. President, uh, yes. 就那对的，你妈那个，我都是给他标比多少了，挺标的呢，喏。<laughs> <laughs> <laughs> မြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုသူစကားပြောပြီးသွားပြီလို့ပြောတယ်ကျွန်တော်ဒီကြောက်ကျွန်တော်ကတော့ဒီပြောပြလိုက်တာဟာကတော့ကျွန်တော်ဒီနိုင်ငံအတွင်းမှာရှိတဲ့နိုင်ငံအတွင်းမှာရှိတဲ့ဒီအာဥကြောင့်မျိုးချုံတော့ဘောပေါ့နော်ဟိုကနေပြောရတော့ပို့ပြီးအဆင်ပြေသွားမလို့ရှိကြည့်ကြောက်ကြောက်သတင်းမီဒီယာဆိုတော့ဘယ်လောက်ထိလိုအပ်တယ်လဲဆိုရင်ကျွန်တော်ပြောပြမယ်သတင်းမီဒီယာဆိုတော့ဒီလောက်လိုအပ်တာကျွန်တော်ကျွန်တော်ဒါကြောင့်ခုတစ်ခါကျွန်တော်ဗီဒီယိုလေးတော့ဒါကြောင့်ပဲ ကျွန်တော်မြန်မာနိုင်ငံသားတွေကလည်း USA နိုင်ငံမှာတကယ်တော့ကိုယ်ကြီးစကားပြောတတ်တယ်အခု VOA တို့နော် BBC တို့ရှိမှကျွန်တော်မြန်မာသတင်းသတင်းထောက်တွေရှိတယ်ဒီသတင်းထောက်တွေကဒီနေရာမှာဒါမျိုးတွေဖြစ်လာတဲ့အချိန်မှဖြစ်ဖြစ်မေးဖို့မေးတက်တဲ့မေးကူးတွေကိုဒီလိုမျိုးမေးဖို့အခုအင်္ဂလိပ်ကျွန်တော်ထင်တာသူအင်္ဂလိပ်စကားပြောကျွန်တော်အင်္ဂလန်နိုင်ငံကမေးပေးတယ်ထင်တယ်အင်္ဂလန်နိုင်ငံကသတင်းထောက်ကမေးပေးတယ်ထင်တယ်နော် ကြည့်ကျွန်တော်တို့မြန်မာနိုင်ငံကဒါတင်းချောင်းတွေကျွန်တော်လိုအပ်တာဖြစ်တယ် USA နိုင်ငံကနှစ်ပေါင်းများစွာရှိလာပြီကျွန်တော်တို့မြန်မာနိုင်ငံမျက်စိပွေးဖို့အခြေတမ်းပြီ BBC မှာလုံနေတဲ့တင်းချောင်းတွေ VOE မှာလုံနေတဲ့တင်းချောင်းတွေ Trump မကောင်းအကြောင်းပဲခင်ဗျားပြောနေတယ် Trump မကောင်းအကြောင်းပဲဟာလုံလိုက်အရာပဲပြောနေတယ်ဒါမျိုးနေရာမှာလွတ်တော်မှာသွားပြီးမှတင်းဌာန application လက်ခံနေတယ်လေမင်းတင်းဌာနတခုဝင်ပြီးမှမေးလို့ရတယ်နော်ဝေပြီးမှကိုမေးလို့ရတာဖြစ်တယ်ဒါကြောင့် ဒီလိုမျိုးအကျိုးခံစားခွင့်ရဖို့အတွက်ကတော့ကျွန်တော်ဒီမိန်းကိုတွေကလည်းအင်မတန်မှအရေးကြီးတယ်ဆိုတာလေးကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံကို Trump ကကူညီမယ်လို့ပြောတာဖြစ်တယ်သူဖုန်းခေါ်ပြီးသွားပြီလို့ပြောတယ်ကျွန်တော်ကျွန်တော်ဖုန်းကတော့အာဘာလဲအခုလက်ရှိအနာတိန်ထားတဲ့လူတွေကိုမဖြစ်ပါစေနဲ့လို့ပဲကျွန်တော်ဆုတောင်းပါတယ်ပြီးတော့ဖိတ်ခဲ့ရင်တော့မြန်မာကူညီ100%တရားလုံးလုံးရောက်လာတဲ့ပတ်စံအားလုံးကိုဒုက္ခရောက်နေတဲ့သူရှိမှာပဲကူညီတော့ဖို့မင်းတို့အိတ်ထဲမှာထည့်ထားဖို့အရင်တော့လည်းလို့ပဲ အာမုန်တိုင်းတိုက်တော့လေလူတော်မြန်တည်တဲ့ချာနိုင်ငံတကာကူညီမှုတွေရခဲ့တယ်ဒါပေမဲ့အဲ့ဒီကူညီထားတဲ့အရာတွေအားလုံးကဒီဈေးရန်းနေမှာရောင်းတယ်လို့ကျွန်တော်ကြားရတယ်ပတ်စံတွေကသူတို့အိတ်ထဲမှာပဲထည့်တယ်လို့ကျွန်တော်ကြားရတယ်ဒီတစ်ခါတော့အဲ့လိုမလုပ်ပေးဖို့အတွက်မိတ္တရက်ခတ်ချင်ပါတယ်ကျွန်တော်ဗီဒီယိုတော့တော့ပါပဲနော်ဘယ်မှာဖြစ်နေနေမိတ်ဆွေတတိနဲ့နေပါမြန်မာနိုင်ငံသားတွေကဘယ်မှာဖြစ်ဖြစ်ကျွန်တော်မြန်မာနိုင်ငံသားတွေ ဒုက္ခရောက်နေရပါတယ်ပေါ့ဒုက္ခပေါင်းကနေကင်းပေးပါစေလို့ကျွန်တော်ဆုတောင်းရင်းနေဒီမှာပဲနေကိုချုပ်ချင်ပါတယ်နောက်မှကျွန်တော်ပြန်တွေ့မယ်နော်